မန္တလေးတိုင်းမတ္တရာမြို့နယ်မှာဆယ်တော်ကြီးအပါဝင်အင်ဂျင်မြိုင်ထောင်စုလက်လေကြောင်းရန်ကာကွယ်ရေးတပ်နှင့်စစ်စခန်းများ နယ်မြေများအားလုံးဤပါစစ်တပ်ပြန်ရခဲ့ပြီးနောက်နယ်ချင်းထိဆက်နေသည့်စင်ကူးမြို့နယ်အတွင်းတို့ထိုးစစ်ရောက်ရှိလာကြောင်းစီရေးတရင်ရင်းမြစ်များထမတိရပါ၏နိုဝင်ဘာ24ရက်ကမတ္တရာနှင့်စင်ကူးမြို့နယ်အဆက်ရှိမန္တလေးမိုးကကားလမ်းပေါ်မှာပတ်လည်အင်းကျေးရွာအထိစစ်တပ်ကထိန်းချုပ်နိုင်ခဲ့ပြီးနိုဝင်ဘာ26ရက်နံနက်ပိုင်းမှစတင်ကစင်ကူးမြို့နယ်အတွင်းတို့စစ်ကြောင်းများဝင်လာခြင်းဟုသိရပါ၏မြေပြင်စီရေးတရင်ရင်းမြစ်တအူးက မတ္တရာနယ်မြောက်ချမ်းကနေစင်ကူးနယ်ထဲကိုစစ်ကြောင်း၄ကြောင်းနဲ့ဖြန့်ခွဲဝင်လာလာတွေ့ရတယ်။ပြီးတော့တပိတ်ချင်းဘက်ကနေလည်းစစ်ကြောင်းဝင်နေတာရှိတော့နှုတ်ဖက်ညက်ပြီးနေမေချဲ့ချင်တာလို့မြင်နေ DNL ကမိုးကုတ်ဖြန်ပေးဖို့သဘောတူထားတော့တပိတ်ချင်းနဲ့စင်ကူးကိုတိုက်စစ်ဖွင့်လာတာမျိုးဟုပြောပါတယ်။လက်ရှိတွင်မတ္တရာမြို့နယ်၁၃မိုင်အကွာမတ္တရာမြို့ချမ်းရှမ်းမင်းသမီးလမ်းဆောင်စကျင်းမွေးပုံကန်ချေရွာများ မတ္တရာညင်အစင်ကူးမြို့နဲ့အဆက်ရှိမန္တလေးမိုးကုတ်ကားလမ်းပေါ်မှာပတ်လည်အင်းကျေးရွာဒီကာရွာဆယ်တော်ကြီးအနီးဝင်းချင်ညာ၌တပ်များဖြန့်ခွဲထားတယ်လို့ဘိုးတော်တောင်ကိုရည်သည်ရေချောင်းဖြင့်လက်နက်ခေရန်လူအင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်းသိရပါဗျ။စင်ကူးမြို့နယ်ဘက်စစ်ကြောင်းထုံးနိုင်ရင်းနှင့်စစ်အင်အားများကိုအလဲပိုင်းတိုက်စစ်တစ်ချက်မှနီးပြူဟာတုံးမှဘုံမူကြီးအဆင်းရှိသူတအူးက မတ္တရာမြို့နယ်မြောင်းတည့်ရွာဘူးကြီးကျောင်း၌အထိုင်ချကုတ်ကဲနေခြင်းဟုမြေပင်စီရေးတရင်ရင်မြင့်များကဆိုပါရယ်စစ်တပ်စီရီယံဘိုးကြီးစင်ရော်ကစင်ကူးတပိတ်ချင်းဘက်မှာတော့ဒေသခံကာကွယ်ရေးတပ်တွေအစ်စ်အနေထားပင်ဆင်ထားကြတယ်လို့သိရတယ်မတ္တရာမြို့နယ်အစွန်ဆုံးပတ်လည်အင်းအထိစစ်တပ်ကခြေကုပ်ယူထားနိုင်တော်မူရှေ့ဆက်တက်လာခဲ့မယ်ဆိုရင်ပါချုပ်စရာတော်ကြီးလူရန်ထားတဲ့ဈေးုံရှိတဲ့ရက်ကန်းစင်တောင်အဲ့ဒီကနေကြော်ရင်ရွှေ့ပြီးတောက်လျှောက်စင်ကူးနယ်တဲပေါ်ဟုပြောပါတယ် တထောင်နစခုနစ်စစ်စင်ရေးတွင်ဖော်ဆောင်ခဲ့သည့် German စစ်စင်ရေးထင်း Mandalay PDF ကမတရားမျိုးနယ်အရှိချမ်းနှင့်ပသိမ်ကြီးမျိုးနယ်များရှိစစ်တပ်စခန်း40ခန်းစင်ကူးမျိုးအပါမျိုးနယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့တော်လဲစစ်တပ်ထိုးစစ်ကြောင့်ဖျောင်းတောင်တတူတွင်စီမံကိန်း Alpha B လက်မည်စယုံကျောက်တရာလမိုင်းတော်အပါဝန်မတရားမျိုးနဲ့အရှိချမ်းမှာစစ်စခန်းအချို့ပြီးခဲ့သည့်အောက်ဘလကုံပိုင်း၌ပြန်လည်လွတ်ပြီးခဲ့ပါသည် ထို့သောသိမ့်ပိုက်ပြီးခဲ့နောက်မတရားမျိုးနဲ့အနောက်ချမ်းမှတဆင့်ရေချောင်းကြီးလက်ငတ်ခဲလန်လူအညာဖြစ်တဲ့မှုများလွတ်ပြီးစစ်ကြောင်းဆက်ထိုးခဲ့ရမတရားမျိုးနဲ့အတွက်စီရေးရအေးပါသည့်ဆယ်ရိုကြီးရေလောင်တမန်နှင့်ကထောင်ဆက်လေးလေချောင်းရန်ကာကွယ်ရေးတပ်အင်ဂျင်မြန်ပဝင်းကျင်အားလုံးကိုနိုဝင်ဘာ6ရက်တွင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းစစ်ကော်မရှင်ကတည်င်းထုတ်ပြန်ထားပါသည် ထို့သောပြန်လည်ထိန်းချုပ်လိုက်သည့်အတွက်မတရားမျိုးနယ်တစ်ခုလုံးနှီးပါပြန်လည်စွန်မှုထားနိုင်သည့်အခြေအနေရောက်သွားပြီဖြစ်ကြောင်းမတရားမျိုးနယ်သည်အလဲပိုင်းတိုင်းစစ်ထနာကျုံရှိရာမန္တလေးမြို့နှင့်နီးကပ်နေသည့်ဖြစ်တိုက်ပွဲများရောက်ရှိမလာမိုင်ခေလျာနောက်ချုပ်မြို့နယ်ယတနာတင်ကြီးဘက်မှအင်အား300ကျော်မတရားမျိုးနယ်အတွင်းအင်အား500ကျော်ပါစစ်ကြောင်းများဖြင့် တိုးဝင်ခဲ့ခြင်းမျိုးဟုသိရပါဗျ။စစ်ကော်မရှင်လက်လွတ်ဆုံးရှုံးထားရသည့်မန္တလေးတိုင်းမြောက်ချမ်းမှမတရားစင်ကူတပိတ်ချင်းမျိုးနယ်များပြန်လည်ရရှိပြီးလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုများအပြင်အစင်မြင့်ဒရုန်းများတပ်သားတင်များတုံ့ပြန်အင်အားအများများထင်ထိုးစစ်ဆင်လာမှုကြောင့်စစ်ပေးရှောင်ရသူတသိန်းကျော်ထိရှိလာကြောင်းစစ်ရှောင်အရေးကူညီနေသူများကဆိုပါတယ်။ စစ်ကော်မရှင်သည်စင်ကူးမြို့နယ်သို့စစ်ကြောင်းများအလုံးဝင်ရောက်နိုင်ရန်ဥတီလှုပ်ဆောင်မှုပြင်ရာဝတီမြစ်အနောက်ဘက်ချန်စကိုင်းတိုင်းအတွင်းမှတော်လန်ရေးအင်အားစုများစစ်ကူမရောက်နိုင်ရေးမြစ်အနောက်ဘက်ကမ်းရှိစကိုင်းဝက်လက်ရွှေဘိုခင်ဦးရေဦးမြို့နယ်ကိုမြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိကြောင်းသိရပါသည်ထို့ပြင်စကိုင်းတိုင်းရွှေဘိုမြို့နယ်ကြောင်မြောင်မြို့နယ်နှွေငင်းကြီးရွာရှိရာဝတီမြစ်ကူတရာယရနာသိန်းကမှအရှိဘကန်းစင်ကူးမြို့နယ်သို့စစ်ကြောင်းထိုးဖောက်နိုင်ရေးပြင်ဆင်ခဲ့တော်လေ

အောက်တိုဘာ29ရက်တွင်အရာဝတီမေကူတရရတနာသိန်းကဖောက်ခွဲဖြစ်စီခံရလိုက်မှုကြောင့်၃ဘက်ညက်ငွေစစ်ကြောင်းထိုးနိုင်ရေးအစီအစဉ်ပြတ်ခဲ့ခြင်းဟုဒေါ်လာနီအင်နာစုများကဆိုပါတယ်။မက်တီးယားနဲ့တပိတ်ချင်းဘက်ကနေစစ်ကြောင်းနှစ်ဖက်ညက်ထိုးတာရဲ့တပိတ်ချင်းတွင်းငယ်ဘက်မှလည်းစစ်ကြောင်းတွေစုပြုံရောက်နေပြီဖြစ်တဲ့အတွက်ဒေါ်လာနီအင်နာစုတွေလောဝါကာယာချက်တာမျိုးဖြစ်လာနိုင်တယ်။စစ်တပ်ကတိုင်းစစ်ဌာနချုပ်နေမြေနှစ်ခုပေါင်းပြီးစစ်စင်ရေးလုပ်တဲ့ joint operation နဲ့တိုးတက်လာတာမျိုးပေါ့။ဒေါ်လာနီအင်နာစုတွေကိုသူတို့လိုချင်တဲ့နေရာအထိတခေးပြေး င်းနဲ့ပုံသွင်းခေါ်ဆောင်နေရဆိုတာကိုဒီဘက်ကအထူးသတိထားကြဖို့လိုပါတယ်ဟုစစ်ရေးနိုင်ငံရေးတုံးသက်သူတို့ကပြောပါတယ် အလားတူမန္တလေးစင်ကူးမူကိုကလည်းနဲ့ထီးချိုက်ဘန်းပေါ်မဟာဗျူဟာလန်းပေါ်မှာစီရေးအချက်အချာကြသည့်တပိတ်ကြီးမြို့နယ်ဖော့တော်လန်းစုံကိုအော်တိုဘာ14ရက်တွင်စစ်တပ်ကထိန်းချုပ်နိုင်ခဲ့ပြီးနောက်တပိတ်ကြီးမြို့နယ်တစ်ခုလုံးပြန်လည်ထိန်းချုပ်နိုင်ရေးလေချောင်းပိကူပင့်စစ်ချောင်းထိုးနေမှုသည်လည်းစရက်ကွင်းကြောက်ဖြာထီရောက်ရှိနေပြီဖြစ်သလိုတွင်းငယ်အခြေဆိုင် အမှတ်73တမ်းမြင့်လေးချင်းအေးတင်တန်းချောင်းတပ်ကကဆက်သွင်း၌နိုဝင်ဘာ25ရက်က စေဟိုင်းရင်များဖြင့်အင်အားဖြည့်တင်းထားကြောင်းသိရပါသည်။ဖော်တော်လန်းစုံနှင့်အတူဆဲမိုင်ကျော်တာကွာဝေးပြီးမန္တလေးမြို့နှင့်ကာလန်မှ82မိုင်ရွှေမိုင်89မိုင်ကွာဝေးကအေယာရီမစ်ဝဲဘက်ကမ်းဘေးရှိတပိတ်ချင်းမြို့ကိုလည်းဇူလိုင်23ရက်တွင်စစ်တပ်မှကျန်လေထိန်းချုပ်ထားနိုင်တော်လဲတပိတ်ချင်းမြို့နှင့်အတွင်ရှိကြီးလွာအများစုကိုတော်လန်ရင်အင်အားစုများကနယ်မြေစုံမိုးထားနိုင်စေထိကြောင်းသိရပါသည်။